ဒမ်ရော့ဒိုနယ်ထရန့်ရဲ့အစိုးရသက်တမ်းဟာပြည်ရင်းမှာကြောင်းစိန်ခေါ်မှုတွေနဲ့ပြည်내နေခဲ့ပြီးသူ့ရဲ့ဆုံးဖြတ်ချက်တွေကပြည်သူတွေကြားမှာပြင်းထန်တဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။အထူးသဖြင့်လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေဆန္ဒပြပွဲတွေကိုကင်ကြွယ်ပုံနဲ့ ဖက်ဒရယ်အစိုးရရဲ့အာဏာကိုအသုံးပြုပုံတွေကအမေရိကန်သမိုင်းမှာမကြုံစဘူးတင်းမာမှုတွေနဲ့ပြိပခါတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလိုရက်တွေကပြည်သူတွေရဲ့ငြိမ်းချမ်းတဲ့ဘဝတွေကိုဘယ်လိုတည်ရောက်မှုရှိခဲ့လဲ။နိုင်ငံရေးပြိပခါတွေကိုဘယ်လိုဖန်တီးခဲ့လဲဆိုတာကိုဒီအကြောင်းအရာမှာအဓိကထားပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်။လက်တလုံးရဲ့ပိုင်းမှာဆိုရင် Los Angeles LA မြို့မှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို အကြမ်းဖက်အင်အားသုံးပြီးဖမ်းဆီးခဲ့တာတွေကြောင့်ကြီးမားတဲ့စူပူဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။မြန်မာနိုင်ငံအပါအဝင်နိုင်ငံ20နီးပါးလောက်ကိုပြည်ဝင်ခွင့်ပိတ်တာတရုတ်ကျောင်းသားတွေကိုဗီဇာပိတ်သိမ်းဖို့လုပ်ခဲ့တာတွေကိုလည်းအားလုံးလဲသိပြီးသားဖြစ်မှာပါ။ဒါကြောင့်လည်းဒီအခြေအနေကိုမကျေနပ်တဲ့ပြည်ရင်းကနိုင်ငံသားတွေကအစိုးရစန့်ကျင်တဲ့ဆန္ဒပြလှုပ်ရှားမှုတွေဖန်တီးလာကြပါတယ်။ဒီအခြေအနေက American ပြည်တော်စုရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေနဲ့ ဖက်ဒရယ်ပြည်နယ်ဆက်ဆံရေးအပေါ်မှာတိတာထင်ရှားတဲ့တရားမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒီဆန္ဒပြပွဲတွေကိုထိန်းချုပ်ဖို့အတွက်သမ္မတဒေါ်နယ်ထရန်ကအမျိုးသားအဆောင်တက် National Guard အင်အား2000ခန့်ကို LA ကိုစေလွှတ်ခဲ့ပါတယ်။လက်ရှိမှာတော့ တပ်သားတထောင်ခန့်ကိုစစ်နပြဝဲတွေမှာအသုံးပြုနေအောင်တွေ့ရပါတယ်။အမျိုးသားအစောင့်တပ်ဟာပုံမှန်အားဖြင့်ပြည်내အဆင့်စစ်တပ်တစ်ခုဖြစ်ပေမဲ့ American ပြည်တော်စုမှာတော့ Federal အစိုးရကမိန့်ထုတ်ပြန်ရင်တပ်ဖွဲ့တွေချထား권ရှိသလို American စစ်တပ်အတွက်အရန်အင်အားအဖြစ်လဲဆောင်ရွက်နိုင်စွမ်းရှိပါတယ်။သို့တော်လည်းဒီတပ်ဖွဲ့တွေချထားလိုက်တဲ့အတွက်နိုင်ငံရေးတင်းမာမှုတွေပိုပြီးမြင့်တက်လာခဲ့ပါတယ်။ California ပြည်နယ်အုပ်ချုပ်ရေးမှူး Kevin Rusen အပါအဝင် Democrat Party ဝင်ခေါင်းဆောင်တွေက Trump ရဲ့လုပ်ရက်တွေကိုပြင်းထန်လွန်းတယ်လို့ပုံပွင့်လင်းလင်းဝေဖန်ခဲ့ကြပါတယ်။ Federal တပ်ဖွဲ့တွေဆေးလုလိုက်တာကအခြေအနေကိုပုံမဆိုးရွားစေတယ်လို့လည်းသူတို့ကပြောဆိုခဲ့ကြပါတယ်။မျိုးကန်တွေကတော့မြေပြင်တပ်ဖွဲ့တွေထွက်သွားလို့အော်ဟစ်ဆန္ဒပြနေကြပေမဲ့အင်အား2000ကို ရုတ်သိမ်းခြင်းမရှိသေးပဲအခြေအနေကိုထိန်းသိမ်းဖို့အတွက် ထပ်ပြီးတော့ထပ်ဆောင်အင်အားတွေကိုသာဆီလွတ်ခဲ့ပါတယ်။အမျိုးသားအဆောင်တပ်ဟာဇွန်လ၈ရက်တနင်္ဂနွေနေ့မနက်ပိုင်းကလေးကအလီကိုရောက်ရှိခဲ့ပြီးတော့နောက်ထပ်၈ရက်လောက်ကြာမြင့်နိုင်ဝယ်ရှိရလို့လဲခံမှန်းရပါတယ်။တမရော့ထရန်ရဲ့ထောက်ခံသူတွေကတော့လက်ရှိချိန်ဤအတွက်မျိုးတော်တာဝန်ရှိသူတွေကိုအဓိကတာဝန်ရှိရလို့ရှုမြင်ကြပါတယ်။ ဖက်ဒရယ်ဥပဒေအရသူတို့ရဲ့တာဝန်ဝတရားတွေကိုခြေပွန်စွာမထမ်းဆောင်နိုင်တဲ့အတွက်ဖန်စီခြင်းတရားစွဲဆိုတဲ့နယ်လို့လည်းပြောဆိုခဲ့ကြပါတယ်။လက်ရှိမှာဖက်ဒရယ်အေဂျင့်တွေက IAP လို့ခေါ်တဲ့ Federal အစိုးရအဆောက်အုံတွေတဲကိုဝင်ရောက်နေရာယူထားတာကိုတွေ့ရပါတယ်။ဒီအဆောက်အုံကတရားမဝင်ရွှေပြောင်းနေထိုင်သူတွေကိုထိန်းသိမ်းထားတဲ့ Metropolitan Detention Center ဘေးမှာတည်ရှိပါတယ်။ Trump က American သမ္မတတဦးနေနဲ့ပြည်내အစိုးရရဲ့ထိန်းချုပ်မှုအောက်ကမြေကို Federal အမိန့်နဲ့သိမ်းယူတာက American သမိုင်းမှာမကြုံစဘူးဖြစ်ရတဲ့ခုလို့ပဲပြောဆိုခဲ့ပါတယ်။ အမေရိကန်သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်1950ပြည်လုံးနှစ်တွေနဲ့1960ပြည်လုံးနှစ်တွေတုန်းကပြည်သူအခွင့်အရေးလှုပ်ရှားမှုတွေတိုးတက်လာချိန်မှာဒါဖက်ဒရယ်အစိုးရကဒီလိုမျိုးအင်အားသုံးစွဲမှုတွေကိုအသုံးပြုခဲ့ပူပါတယ်။အဲ့ဒီအချိန်ကသမရတွေဖြစ်ကြတဲ့ ASEC, Canadian နဲ့ Johnson တို့တောင်မှာ ကိုပြည်သူကိုပြန်ရိုက်နှက်ဖမ်းဖို့စစ်တပ်ကိုအသုံးမပြုခဲ့ကြပါဘူး1969ခုနှစ် Detroit အထီးကရုံ1968ခုနှစ် Martin Luther King လှုပ်ခြံခံရပြီးတဲ့နောက်ဖြစ်ခဲ့တဲ့အထီးကရုံတွေနဲ့1980ခုနှစ် New York မြို့သဘိမ်းမောင်းမှုတွေမှာလည်းအင်အားသုံးခဲ့ပူပေမဲ့ သမရထရက်လက်ထက်လိုမျိုးတော့ဒလောက်ကြီးပြင်းထန်တဲ့လုံဆောင်မှုမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်ဒီဆန္ဒပြပွဲတွေအွန်လိုင်းကျင်းလိုက်ဖြစ်ပေါ်လာရခြင်းရဲ့အဓိကအကြောင်းရင်းကတော့တရားမဝင်ရွှေပြောင်းနေထိုင်သူတွေကိုအတင်းကျပ်ဖမ်းဆီးမှုတွေပါပဲဖက်ဒရယ်အစိုးရရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အေဂျင်စီဖြစ်တဲ့ ICE Immigration and Customs Enforcement ကသူတို့ရဲ့ဖမ်းဆီးမှုတွေကြောင့်ဆန္ဒပြပွဲတွေစတင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ American ပြည်တော်စုမှာ ICE ကရွှေပြောင်းနေထိုင်သူတွေကိုဖမ်းဆီးပြီးပြည်နယ်ကိုလွှဲပြောင်းပေးတဲ့အဓိကအေဂျင်စီတစ်ခုဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီ20ရက်မှာ Donald Trump ကသမ္မတအင်ဖြူရော်ကိုဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာပြီးတဲ့နောက်မှာတော့ ICE ရဲ့လှုပ်ဆောင်မှုတွေကပုံမှန် င်းထန်လာခဲ့ပါတယ်။သူရဲ့ဇနီးဖြစ်သူ Mrs. Trent Gorin ကမရိဂန်ပြောင်စုမှာရှိတဲ့တရားမဝင်ရွှေပြောင်းနေထိုင်သူအားလုံးကိုလုံးဝဖယ်ရှားပစ်မယ်လို့ကြေကြော်ခဲ့ပါတယ်။ CBS သတင်းအေဂျင်စီရဲ့စစ်တမ်းတစ်ခုအရ Trent ရဲ့အုပ်ချုပ်မှုကာလအတွင်း ICE ကလူပေါင်းတသိန်းကျော်ကိုဖမ်းဆီးပြီးပြည်내အစိုးရစီပို့ဆောင်ခဲ့တယ်လို့တွေ့ရှိရပါတယ်။ ဒါပေမဲ့မျိုးသူမျိုးသားတွေကအစိုးရရဲ့ထင်သလိုလိုရက်တွေကိုမကျေနပ်တော့ပဲခုခံလာခဲ့ကြပါတယ်။ Trump ကဆန္ဒပြသူတွေကိုအကြမ်းဖက်ဆန္ဒပြသမားအုပ်စုလို့ဖော်ပြပြီးဒီအုပ်စုက ICE အရာရှိတွေကိုကုတ်တိလိုက်ရောက်ထိခိုက်တိုက်ခိုက်ပြီးတော့မျိုးရေကနေမောင်းထုတ်ခဲ့တယ်လို့လည်းဆိုပါတယ်။ဇွန်လ9ရက်နေ့မှာလဲ Trump ကိုယ်တိုင်က အကျန်းဖတ်မှုကိုလုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ကတိပြုခဲ့ပါတယ်။ဒီဆန္ဒပြပွဲတွေကပိုပြီးပြင်းထန်လာခဲ့ပါတယ်။ဇော်လ6ရက်နေ့ရဆလို့ဆန္ဒပြသူတွေကတရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကြောင့်ထိန်းသိမ်းခံထားရတဲ့သူတွေအတွက် Metro Detention Center ရှိမှစတင်စုဝေးခဲ့ကြပါတယ်။ LAPD ရဲဌာနကလည်း Los Angeles Police Department ကရဲရဲဘုံတွေကိုအသုံးပြုပြီးတော့လူအုပ်ကိုလူစုခွဲဖို့စူးစမ်းခဲ့ပေမဲ့ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ကြားထိတိုက်ရင်ဆိုင်မှုတွေဖြစ်ပွား ားခဲ့ပြီးရဲတပ်ဖွဲ့ကမျက်ရည်ယိုပုံနဲ့ဘရာဘာကြီးစနေကိုအသုံးပြုခဲ့ရပါတယ်။ဇွန်လ10ရက်နေ့မှာအခြေအနေတွေပုံမတင်မာလာခဲ့ပြီးဆန္ဒပြသူတွေက101အဝေးပြေးလမ်းမကြီးကို Facebook က ICE ကိုအလိုမရှိလို့ကြွေးကြော်ခဲ့ကြပါတယ်။ California အဝေးပြေးလမ်းမကြီး Kenley တပ်ဖွဲ့က ရင်းရီယိုဘုံဘူးရှာနေချီအုံပြူပြီးလူစုခွဲခဲ့ပါတယ်။အရင်ကနေကနောက်ထပ်28ဦးဖမ်းဆီးခံခဲ့ရပြီးကားတစ်စီးလည်းမီးရှို့ခံခဲ့ရပါတယ်။ LA သတင်းတောက်တူလည်းဒိုင်းရိုက်သတင်းပို့နေစဉ်အတွင်းဒဏ်ရာရရှိခဲ့ရလို့သိရပါတယ်။ San Francisco မှာလည်း ICEO စံကျင်တဲ့ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးညနေပိုင်းရဲတပ်ဖွဲ့နဲ့ထိတိုက်ရင်ဆိုင်မှုတွေကြောင့်လူ60ခန့်ဖမ်းဆီးခံခဲ့ရပါတယ်။ရဲရရှိသုံးဦးဒဏ်ရာရရှိခဲ့ပြီးဆန္ဒပြသူတွေက ချောက်ခဲနဲ့ပလင်းတွေနဲ့ပြန်လည်ပြပောက်ခဲ့ကြပါတယ်။ကားတွေမီးရှို့ခံရမှုတွေလည်းရှိခဲ့ပါတယ်။ဒီဆန္ဒပြပွဲတွေကဝါရှင်တန် DC အပါအဝင်တခြားမြို့ကြီးတွေစီပါပြန့်နှံ့လာဖို့အစီအစဉ်နေကြပါတယ်။ LA မြို့ကန်တွေကလည်းဇွန်လ14ရက်နေ့မှာဝါရှင်တန် DC မှာသူတို့ရဲ့ခြောက်ခံမှုနဲ့စီးလုံးညီညွတ်မှုကိုပြသဖို့အစီအစဉ်နေကြပါတယ်။ဝါရှင်တန် DC ရဲဌာနကလည်းအင်အားသုံးဖို့အစီအစဉ်နေကြောင်းလည်းသိရပါတယ်။ လက်ရှိဆန္ဒပြပွဲတွေကအဓိကအားဖြင့် Los Angeles မှာဗဟိုပြုနေပေမဲ့ San Francisco နဲ့တခြားမြို့တွေစီကိုပါ ဖြန့်နှံ့နေပြီးတော့ American ပြည်တော်စုရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတမိုင်းမှာအရေးကြီးတဲ့ကိစ္စရပ်တစ်ခုအနေနဲ့ပေါ်ထွက်လာနေပါတယ်။လက်ရှိဖြစ်ပျက်နေတာကိုကြည့်မယ်ဆိုရင်ဆန္ဒပြသူတွေကပစ္စည်းဥစ္စာတွေကိုဖျက်ဆီးနေတယ်လို့မြင်ရပါတယ်။အမျိုးသားအဆောင်တန်းတဲ့ပြည်သူတွေကြားမှာထိတွေ့မှုတွေဖြစ်ပွားနေပြီး RFA အဆောင်အုံရှိမှပြည်သူတွေနဲ့ပြည်내တပ်ဖွဲ့တွေထိတိုက်တွေ့ဆုံက လူအများအပြားဖန်ဆီးခံခဲ့ရပါတယ်။တရင်နေအရာလဲခြံရရရှိသူတွေလည်းများပြားတယ်လို့သိရပါတယ်။ American ပြည်တော်စုမှာ Posi Commutators at Local ရဲ့ဥပဒေတရေရှိတာဖြစ်ပါတယ်။ဒီဥပဒေကစတက်ဥပမာ ကြီးတက်ရေတက်လေတက်မရင်းတက်ဖွဲ့ကိုပြည်ရင်းဥပဒေစိုးမိုးရေးလုပ်ငန်းတွေဥပမာဆန္ဒပြဝယ်ထိန်းချုပ်တာ ရာဇဝတ်မှုစုံစမ်းစစ်ဆေးတာမှာတိုင်းရိုက်ပါဝင်ခွင့်ကိုထားမြက်ထားပါတယ်ဒီဥပဒေရဲ့ရည်ရွယ်ချက်ကတော့စစ်တပ်ရဲ့အင်အားကိုအယက်သားအစိုးရရဲ့အာဏာကိုထိန်းချုပ်ရမှာ အလွန်အကျွံအသုံးပြုတာမျိုးကိုကာကွယ်ဖို့နဲ့စစ်တပ်ကို ပြည်ရင်းနိုင်ငံရေးကိစ္စတွေကနေကင်းကင်းရှင်းရှင်းနေစေဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီ policy commutators at မှာချင်းချက်တွေရှိပါတယ်။အဲဒီချင်းချက်တွေကတော့ဘ ਹੁ အစိုးရ တမတာကစစ်တပ်ကိုပြည်ရင်းမှာအုံပြုခွင့်ပေးထားတဲ့အခြေအနေတွေပဲဖြစ်ပါတယ်။အထူးသဖြင့်တဘောဝ BND ရဲ့လဲခံစားရတဲ့အခါမျိုးပြည်내အစိုးရကင်တွင်နိုင်စွမ်းမရှိတော့တဲ့အကြမ်းဖက်မှုတွေပေါ်ပေါက်တဲ့အခါမျိုးမှာပါ။ဒါကြောင့် trend ကလည်းအကြမ်းဖက်မှုတွေပေါ်ပေါက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့မကြခင်မှာပဲအမျိုးသားအဆောင်တန်းနဲ့ Marine တပ်ဖွဲ့တွေကိုချထားခဲ့ပါတယ်။ Democrat တွေကတော့ trend ရဲ့အခြေအနေကိုကင်တွယ်ပုံကိုထပ်ပြီးတော့လက်ပိုက်ကြည့်မနေတော့ပဲ ဝမ်ဝမ်လင်းဝေဖန်ခဲ့ကြပါတယ်။အင်တာဗျူးတစ်ခုမှာတောင် Trump ကို American ပြည်တော်စုရဲ့အာဏာရှင်တဦးလို့ပြောဆိုခဲ့ပါတယ်။အဓိကအချက်ကတော့ Trump ဟာ LA မှာရှိတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အုပ်ချုပ်ရေးမှုနဲ့တိုင်ပင်ခြင်းမရှိဘဲသမ္မတအနေနဲ့တစ်ဖက်သက်ဆောင်ရွက်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ LA မြို့တော်အရာရှိတွေက Federal လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ပူပေါင်းဆောင်ရွက်လို့မရှိပါဘူး။ LA လိုမျိုးမြို့ကြီးတော်များကဘေးကင်းရာမြို့တွေ Sanctuary Cities မူဝါဒကိုကျင့်သုံးလေ့ရှိတာဖြစ်ပါတယ်။ဒီမူဝါဒတွေကဒေသခံရဲတပ်ဖွဲ့တွေကိုလူဝင်မှုအခြေချရေးဆိုင်ရာကိစ္စတွေမှာ ICE နဲ့ ပူပေါင်းဆောင်ရွက်ခြင်းမပြုဖို့တားမြစ်ထားတတ်ပါရယ်။ Thermal Train ရဲ့အစိုးရဖွဲ့ရာထူးတက်လာချိန်မှာလူဝင်မှုကြီးကြပ်ရေးမူဝါဒတွေပုံမတင်ချက်လာမယ်ဆိုတာကိုလူအများစုကကြိုတင်ခံမှန်းထားကြပါရယ်။အထူးသဖြင့် Ali ဟာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအများအပြားနေထိုင်ရာမျိုးဖြစ်တာကြောင့်ဒီလိုနေနေမှုတွေရဲ့တည်ရောက်မှုကိုမျိုးကန်တွေကမြင်ထားပြီးသားဖြစ်နိုင်ပါရယ်။ဒါပေမဲ့မျိုးသူမျိုးသားတွေအားလုံးကတော့ဒီလိုဖိနှိပ်မှုတွေဖြစ်ပေါ်လာတာက တမလထရန့်ရဲ့ဆုံးဖြတ်ချက်ကြောင့်ပဲလို့လက်ခံထားကြပြီးဖက်ဒရယ်အစိုးရရဲ့အလုပ်ရက်တွေကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေကြပါတယ်။ပြီးခဲ့တဲ့ရက်သက်ဘက်တွေအတွင်း Los Angeles မြို့မှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေက American ပြည်တော်စုရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒတွေနဲ့ပတ်သက်ပြီးပြည်သူလူထုရဲ့မကျေနပ်ချက်တွေဘလောက်နဲ့ရှမ်းလဲဆိုတာကိုပြသနေပါတယ်။ မက်ထရိုဒီတန်ရှင်စင်တာရှိမှာစတင်ခဲ့တဲ့ဒီဆန္ဒပြပွဲတွေကတစ်မျိုးလုံးကိုပြန်လည်သွားခဲ့ပြီးတော့လက်ရှိအစိုးရရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလှုပ်ဆောင်မှုတွေကိုပြင်းထန်စွာစန့်ကျင်ကန့်ကွက်နေတဲ့အခြေအနေကိုဖော်ပြနေပါတယ်။ Los Angeles နဲ့တခြားမြို့ကြီးတွေမှာဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေက ်အမေရိကန်ရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေအပေါ်နိုင်ငံတကာဆိုရင်ပူပန်မှုတွေတိုးလာနေတာကိုထင်ဟနေပါတယ်။အထူးသဖြင့်ဒေါ်နယ်ထရန့်ဦးဆောင်တဲ့အစိုးရလက်ထက်မှာဆက်မက်ခဲ့တဲ့တင်းကျပ်တဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလှုပ်ဆောင်မှုတွေဟာနိုင်ငံတကာလူ့အခွင့်အရေးဖွဲ့စည်းတွေနဲ့နိုင်ငံအများအပြားရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ထရန့်အစိုးရရဲ့ zero tolerance တိခတ်မှုမရှိမူဝါဒအောက်မှာ နေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့မိသားစုတွေကခလေးတွေနဲ့မိဘတွေကိုအတမခွဲထုတ်ခံခဲ့ရပါတယ်ဒီလိုရက်ကနိုင်ငံတကာလူခွင့်ရေးဥပဒေတွေကိုပြင်းထန်စွာချိုးဖောက်တယ်လို့ကုလသမဂ္ဂ UN NST International နဲ့ Human Rights Watch အဖွဲ့ဝင်အပါအဝင်ဖွဲ့စည်းများပြားကပြစ်တင်ပြီးတော့ဝေဖန်ခဲ့ပါတယ်။ ရွှေပြောင်းနေထိုင်သူတွေကိုအစိုးလိုက်အပြုံလိုက်ထိန်းသိမ်းထားရှိတာထိန်းသိမ်းစခန်းတွေမှာလူမဆန်တဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရစေတာဥပမာတန်ရှင်းမှုမရှိတာ စိတ်ကူးသားမှုမလုံလောက်တာပြည့်ချက်နေတာတွေကနိုင်ငံတကာစံနှုန်းတွေနဲ့မကိုက်ညီဘူးလို့လည်းဝေဖန်ခဲ့ကြပါတယ်။လက်ရှိ Los Angeles မှာဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေက Trump အစိုးရလက်ထက်ကစတင်ခဲ့တဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတင်းကျပ်တဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုရဲ့မကျေနပ်ချက်တွေပေါက်ကွဲထွက်လာခြင်းဖြစ်ပြီး American ပြည်တော်စုရဲ့လူဝင်မှုကြီးကြပ်ရေးစနစ်ကိုပြန်လည်သုံးသပ်ဖို့နိုင်ငံတကာကဖိအားပေးမှုတွေရှိနေတာကိုလည်းထင်ဟပ်နေပါတယ်။ဒီအခြေအနေတွေအားလုံးကိုကြည့်လိုက်တဲ့အခါမှာ မြင်ရတာကတော့ American ပြည်တော်စုရဲ့ Democracy အခြေခံမှုတွေအပေါ်ပြည်သူတွေကဘလောက်ထိအာရုံစိုက်ပြီးမိကွန်းထုတ်လာပြီလဲဆိုတာပါပဲ။အစိုးရရဲ့ဆုံးဖြတ်ချက်တွေနဲ့ပြည်သူတွေရဲ့ခံစားချက်တွေကြားကကွာဟာချက်ကဒီဆန္ဒပြဝဲရီယာနေတဲ့ဆင့်ပေါ်လွင်ထွက်လာတာပါ။ဒါဆိုရင်ဒီအခြေအနေတွေက American နိုင်ငံရဲ့အနာဂတ်နိုင်ငံရေးပုံစံကိုဘလို့များပြောင်းလဲသွားစေမလဲ။ဒါမှမဟုတ်ဘလို့အကျိုးသက်ရောက်မှုတွေရှိလာမလဲဆိုတာကိုတော့ဆက်ပြီးတော့စောင့်ကြည့်ရအောင်ပါ။ ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။